အကိုချွန်းရဲ့သားသမီးတွေចောင်းသွားရင်အပျော်ရန်စီဖို့တင်းသောချီတန်ကားတက်ကြီးလက်ဆောင်ပေးခဲ့တဲ့ပို့ကြပြုခင် ခမုန်းတန်ဖြစ်သူအကိုထွန်းရဲ့တာသမီတွေစီပေါ်အတွက်နှမျောတွန်းလို့ခြင်းမရှိပဲတိန်သောခြေတံကကြီးကိုဝယ်ပေးလိုက်တာကတော့တယောက်စာမသမီချော်လေးပူဇော်ပြုခင်ပါရှင်ပူဇော်ပြုခင်ကခမုန်းတန်ပီကေချွန်းရဲ့တာကြီးစင်းနေမောင်းနေနိုင်မှုအတွက် Toyota BZ4X နောက်ဆုံးပေါ် EV ကကြီးကိုဝယ်ပေးလိုက်တာဖြစ်ပါတယ်အဲ့ဒီကကြီးရဲ့ကာလာပေါင်စီကတော့မြန်မာငွေကျပ်သိန်းပေါင်း9800တိန်တောင်နီးပါးစတဲ့နယ်လို့ဆိုပါတယ်ဒါကြောင့်လည်းမြန်မာနိုင်ငံမှာတယုံတယုံမရှိနိုင်ကြပါဘူးရှင်ဒါပေမဲ့လည်းတတိမကြီးတယောက်စာပူဇော်ပြုခင်နဲ့အကိုထွန်းတို့ကတော့ဒီလိုတန်မိုးကြီးတဲ့ကားကို ကလေးကျောင်းကျောင်းကျောင်းပေါ်အပြင်းပြင်းအကြမ်းသုံးစီးသွားမယ်လို့လည်းပြောလာပါတယ်။ပြည်သူတွေကတော့ဒီလောက်ကြံမှုကြီးတဲ့ကောင်ကိုတော့အကြမ်းစီနိုင်တဲ့ဗိုလ်ချုပ်ကြီးခင်းတဲ့အကိုချွန်းတို့ရဲ့ချမ်းသာကြွားပိုင်ဆိုင်မှုတွေကိုအံ့အားသင့်နေကြပါတယ်။တကယ်တော့ဂျာကအစမ်းတော့မဟုတ်ပါဘူးရှင်။ဗိုလ်ချုပ်ကြီးခင်းရဲ့ခင်မွန်ပီကေထွန်းကတာမန်ရွှေကုံတန်မဟုတ်ပဲရွှေရုံးမြောင်းစွာပိုင်ဆိုင်ထားတဲ့တတိယတယောက်ပါ။ ဒါကြောင့်လည်းသူ့ရဲ့ဝင်ငွေကပြောမပြနိုင်လောက်အောင်များပြားပါတယ်။ကြာပြင်ပို့ကြပြုခင်ရဲ့ခင်မွန်းတဲ့အကိုထွန်းမှာတခြားသောစီးပွားရေးလုပ်ငန်းတွေများစွာလည်းရှိတယ်လို့သိရပါတယ်။အခုဆိုရင်တော့အကိုထွန်းနဲ့ပို့ကြပြုခင်တို့ကရတနာပီကေထွန်းဆိုင်ကိုလည်းဖွက်လက်ထားတာဖြစ်ပါတယ်။ဒီလိုချမ်းသာကြွားမှုကြောင့်လည်းတိန်တသောနှံကားကိုပို့ကြပြုခင်တို့ကအကျန်းစီးနိုင်တာဖြစ်ပါတယ်။ပို့ကြပြုခင်ဟာတိန်တသောနှံကားကြီးကိုအကိုထွန်းရဲ့သားကြီးစီးဖို့ဝယ်ပေးခဲ့တာဖြစ်ပါတယ်။ဒါပြင်ချီချီဝါမှာကပို့ကြပြုခင်ကမိတွေးဖြစ်နေပေမဲ့ခင်မွန်းတဲ့အကိုထွန်းကပါလာတဲ့သားသမီးတွေကိုတော့အမေအရင်တယောက်လိုလူလူသေးမရှိ ဂယူဆိုင်ပြုစုပေးနေတာတွေ့ရပါတယ်။ပူဇော်ပြုခင်ကမိတွေဆိုပေမဲ့လေမာသားသမီး300အပေါ်မှာခြားတဲ့မြစ်တာစေတနာအချက်တွေကတခြားသောမိတွေတွေအတွက်တော့အစံနမူအတုယူစရာလို့ဆိုရမှာပါနော်။အထူးသဖြင့်အကိုချွန်းရဲ့သားသမီး300ယောက်ကမိတွေနဲ့နေရတယ်ဆိုရပေမဲ့လည်းမျက်နှာမငယ်အောင်အတတ်နိုင်ဆုံးထားတာကိုတွေ့ရပါတယ်။အခုအခါမှာလည်းအရွယ်ရောက်လာတဲ့သားလေးစီးဖို့အတွက်သိန်း1000ကျော်တဲ့တူတာကားကြီးကိုလက်ဆောင်ဝယ်ပေးခဲ့တာဖြစ်ပါတယ်။လေမာသားသမီးတွေကိုသားသမီးအရင်နဲ့မခြားဆော့ဆော့ကြက်ကြက်ပူဇော်ပြုခင်လိုမိတွေမျိုးကရှားတယ်လို့ဆိုရမှာပါ။ လုံးသိကြတဲ့အတိုင်းမိတွေးနဲ့လင်မသားသမီးဆိုတာကမမနာတွေလောဘတွေနဲ့မတည့်ကြတာကအများပါတယ်။များသောအားဖြင့်မိတွေးတွေဟာမကောင်းတတ်ကြပါဘူးရှင်။အထူးသဖြင့်မိတွေးဆိုရင်လင်မသားသမီးတွေကိုကိုသားသမီးတွေလောက်မချစ်ပေးကယူမဆိုင်ပေးတတ်ပါဘူး။ကိုသားသမီးကိုပဲချစ်တာကအများပါတယ်။ဒါကြောင့်လေပိုးချပြုခင်လက်ထက်ကစားမှလူတွေကသူမလက်ထက်ထားတဲ့ PK ထုံးရဲ့အရင်စနေ့ကပါလာတဲ့သားသမီးတွေကိုကောင်းမှမဟုတ်ဘူးလို့လည်းထင်နေကြကြပါတယ်။ဒါပေမဲ့ပူဇာပြုခင်ကလူတွေအထင်နဲ့အမြင်လွဲအောင်အခုချွတ်သားသမီးတွေကိုအမေအရင်တယောက်လိုမြေကြရီပေးတာကိုတွေ့ရပါတယ်။ ။ဒါကြောင့်လည်းအကိုကျွန်းနဲ့ပိုးချပြူခင်တို့မိသားစုလေးကတာယာပြွှဲနဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အခုကြည့်ရှုနေကြတဲ့ပြည်သက်တို့ကရောအကိုကျွန်းရဲ့သားလေးစီဖို့တိန်တတောင်းကျော်ရန်ကာကြီးဝယ်ပေးခဲ့တဲ့မိမိပိုးချပြူခင်ရဲ့မြတ်တာတရားတွေအပေါ်မှာပြည်သက်တို့ရဲ့အမြင်ရှိတဲ့ဆိုရင်လည်းပြောသွားပေးခဲ့ကြပါအောင်ရှင်။